ချစ်ခင်လေးသားရပါတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာမနေ့ကညနေက sorry ပြန်တော့ကျွန်တော်ကစစစစကနရှာပြီးတော့တင်ပေး ဖြစ်မဲ့ဆိုရှင်ကျွန်တော်မိတ်ဆွေတွေပေါက်ကြမှာပေါ့ဒါပေမဲ့မနေ့ညနေကျွန်တော် စိတ်မပါလို့ပေါ့နော်ကိုရစရာရှိလို့ရတတောင်းနှစ်တောင်းငါးတောင်းတသိန်းတသိန်းခွဲအဲ့ဒီပတ်ဝန်းကျင်နေပေါ့နော်အပင်းကြောက်

မနဘိုင်း7နာရီတမိနစ်အတွက်ကျွန်တော်တွေ့ထားမြင်ထားတဲ့ site လေးကိုကျွန်တော်မိတ်ဆွေများကြိုက်ရင်လည်းကစားလို့ရအောင်လို့ကျွန်တော် site လေးဆွပြပေးမယ်ပေါ့နော်ကျွန်တော်ဆွပြပေးတဲ့ site လေးကိုစာအနေဆုံးကြည့်ရှုပါလေ့လာပါမိမိကိုယ်တိုင်ကြိုက်နေတဲ့ဆုံးမှာကစားပါမနေ့က မှန်ပေမဲ့လို့ဒီနေ့မှန်ခြင်းမလဲမှန်မယ်။မနေ့ကလွဲပေးမယ်လို့လည်းဒီနေ့လွဲခြင်းမလွဲမယ်ပေါ့နော်အဲ့လိုပေါ့။ကြေဘာကျွန်တော်ရဲ့ సై ကလေးတွေကိုကြည့်ရှုလို့စိုက်နေတက်တယ်ဆိုလို့ရှိရင်လမလေးတွေနှိပ်ပြီးမှအားပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေတောင်းဆိုပါရစေနော်။အပမကြည့်ဆိုရင်ကျွန်တော်ဆွဲပြပေးတဲ့ site လေးတွေကိုဝင်ကြည့်ပြရနဲ့ လမာတွေနေပြီးမှဘာဝိကကြပါအောင်နော်โอเคပါကျွန်တော် site ကလေးကိုစာလဲအောင်နော်ไซก็ดีอ่ะนี่ ီကနေစမယ်နော်ခုလိုလေးကျွန်တော်အပြရောင် အကွက်ခလေးတွေကွက်လိုက်တယ်ပေါ့နော်ဒီအပြရောင် ကွက်ထဲမှာရှိတဲ့ကနန်းသုံးလုံးကို ကျွန်တော်ပေါင်းလိုက်မယ်ဘက်မှာ3ညနဲ့4နဲ့ဘက်မှာ6 3ည4 6တောင်ရလေး6ကို ပေါင်းလိုက်ရင်30ရပါတယ်30ဆိုတော့တောင်ရเนาะတောင်ရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတောင်ရရဲ့ တုံညရဲ့ပါဝါ9ရဲ့ကိုဖရေယူမှာဖြစ်ပါတယ်။တုံည6ကိုပေါင်းလိုက်တာတုံညဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတုံည9ပြိတ်ဆိုပြီးတော့ယူလိုက်ပါမယ်။တုံည9ပြိတ်အဲ့ဒီတုံညာ၅ပြိတ်နဲ့တွဲရမယ်ထိတ်စီးလေးရကြတော့လုံးပိုင်းလေးရကြတော့ဒီမှာပေါ့နော်ပိုင်းအောင် ဝိုင်းလေးပေါ့နော်ဒီအပန်းရောင်ထဲမှာရှိတဲ့လေးရ6ရ3ရရပေါင်းလိုက်မယ်နော်လေး6 3ရအဲ့ဒီ4 6 3ကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်30 30ဆိုတော့ကျွန်တော်က3ညပိုင်းဆိုပြီးတော့ယူလိုက်ပါမယ် ချက်ရောင်လေးက3.5ဘရိတ်အပိုင်ရောင်လေးက3.5ဘိုင်နဲ့ဘလို့ထွက်ထားလဲဆိုလို့ရှိရင်ဒီကဒီမှာအနပိုင်မှာ3.5ဘရိတ်ထဲက5ဘရိတ်ကို3.5ဘိုင်နဲ့တွဲပြီးရော3.5ဆိုပြီးရောထွက်ထားပါတယ်ဒုတိယပင်စက်ကြည့်မယ်ပေါ့နော် တိယပြန်ကဒီမှာ၃ညနဲ့နှစ်နဲ့ဒီမှာနှစ်ဆိုတဲ့ကနေရှိမယ်နော်အဲ့တော့ဒီအပြာရောင်လဲမှာရှိရဲ့အပြာရောင်ပြာရောင်လဲမှာရှိရဲ့၃ညရဲ့နှစ်ရဲ့နှစ်ရဲ့ပေါင်းလိုက်မယ်၃ညနှစ်နဲ့၃ညနှစ်နဲ့ကိုပေါင်းလိုက်ရင်၄ရပါတယ်၄ဆိုတော့ကျွန်တော်က လေးလေးပါဝါကိုလေးကိုဘရိတ်ဆိုပြီးတော့ယူလိုက်မှာဖြစ်ပါတယ်လေးကိုဘရိတ်နော်အဲ့ဒီလေးကိုဘရိတ်နဲ့တွဲရမယ်လုံးပိုင်းလေးရကြတော့အပေါ်ကတုံ့ပြန်ပိုင်းလိုပဲဒီဘက်မှာအပိုင်းအောင်လေးပေါ့နော် ဒီအပိုင်းအောင်လဲမှာရှိတဲ့ကဏန်း၃လုံးက649ဒီ649ကိုပေါင်းလိုက်ရင်22 22ဆိုတော့ကျွန်တော်နှစ်ပိုင်းဆိုပြီးတော့ယူလိုက်မယ်မနေ့ကတကယ်စောပိုင်းကဏန်းမရှာပြဘူး၃နာရီခွဲမှ ဩဟိုဘာဖြစ်ဖြစ်ထွက်ခိုင်းရင်လေညီနေညီနေတူတွေပေါအောင်ပါနော်အဲစိုက်ကလေးကနန်းလေးကောက်ရှာပြီးတော့မှစိုက်ကလေးဆွဲပြီးတော့မှဒီတိုင်းပဲ post တင်လိုက်တာပေါ့နော်ကိုလေးအလေးကိုပရိတ်ကို နှစ်ပိုင်းနဲ့ဘလို့ထွက်ထားလဲဆိုလို့ရှိရင်တို့ဒီမှာ လေးကိုဘရိတ်ထဲကကိုဘရိတ်ကိုနှစ်ပိုင်းနဲ့တွဲပြီးတော့မနက်ပိုင်းမှာ နှစ်ခွန်းဆိုပြီးတော့ထွက်တာပါတယ်တတိယပိုင်းလေးကိုဆက်ကြည့်အောင်တတိယပြန်ပြရအောင်ပေါ့နော်အပြရအောင်လေးကဒီမှာကိုးနှလုံးရှိမယ်နော်ဒီဘက်မှာကိုးနှလုံး ီဘက်မှာ6ဆိုတဲ့ကဏ္ဍရှိမယ်ဒီပြေအောင်ထဲမှာရှိတဲ့996ကိုပေါင်းလိုက်မယ်9နဲ့9နဲ့ပေါင်းရင်18ဒီဘက်က6နဲ့ထပ်ပေါင်းရင်2424ဆိုတော့ကျွန်တော်က လေးလေးရဲ့ပေါင်းက9လေး9ပြိတ်ဆိုပြီးတော့ယူလိုက်တာဖြစ်ပါတယ်တတိယပြန်လဲဒီမှာ4 9ပြိတ်နော်ဒီ4 9ပြိတ်နဲ့တွဲရမယ်လုံးပိုင်းလေးကဒီမှာအပြည့်အောင်လေးဖြစ်ပါတယ်နော် ပိုင်းအောင်လေးဖြစ်ပါတယ်နော်ဒီအပိုင်းအောင်လေးထဲမှာရှိတဲ့ကဏ္ဍ၃လုံးက3ရယ်9ရယ်4ရယ်ဒီ3ခွန်းလေးကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်14 14ဆိုတော့ကျွန်တော်က4ပိုင်းဆိုပြီးတော့ယူလိုက်မယ် နေ့ကကိုကိုကဒီအဲ့ဒီပရိသတ်ကပေါ့နော်သူကဝမ်ချင်းကအဲ့ဒီနာမှာပတ်ချလဲမျိုးမျိုးယူလို့ရတယ်ပေါ့နော်ပတ်ချလဲယူလို့ရ3ရှစ်ဝမ်ချင်းလဲယူလို့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်ကလည်းဒီ break ကို3ရှစ် break ကိုဝမ်ချင်းယူလိုက်တာလဲမှန်တော့ပါပေါ့နော်ကျွန်တော်ယူလိုက်တာကအကျွန်တော် ကီးယူလိုက်တာလည်းမဟုတ်ဘူးကီး 6 key ဆိုပြီးတော့ယူလိုက်တာပေါ့နော်အဲ့ဒါလည်းဟိုရွေးချယ်လိုက်တာမှန်သွားတာပေါ့နော်အဲ့မှာအဲ့အဲ့ဒီပလေးနာမှာသူက38 1ချင်းယူမယ်ဆိုလဲရတယ်ဒါပေမဲ့ကျွန်တော်က6 key ကိုရွေးချယ်ပြီးတော့မှဒီ38ပလေးနဲ့ပြောလိုက်တာပေါ့နော်အဲ့ရွေးချယ်မှုလေးလည်းမှန်ကန်သွားတာပေါ့ဗျာနော်လေကိုဘရိတ်ကိုလေးပိုင်းနဲ့ဘယ်လိုထွက်တာလဲဆိုရှင်တို့ဒီမှာ လေးကိုပရိတ်ထဲကလေးပရိတ်ကို လေးပိုင်နဲ့တွဲပြီးတော့မနက်ပိုင်းမှာလေးတုံညာဆိုပြီးတော့ထွက်တာပါတယ်။ Okay ဒီမှာဒီလုံးပိုင်းမှာဗောနော်လုံးပိုင်းမှာဒီလေးပိုင်အထိလေးပိုင်အထိသူကထိတ်စီးပေးထားတယ်ဗောနော်ထိတ်စီးပဲပေးထားတယ်နော်ဒီမှာဆိုရင်တုံညာထိတ်နော်တုံညာပိုင်တုံညာထိတ်ဒီမှာဆိုရင်နှစ်ပိုင်နှစ်ထိတ်နော်ဒီမှာဆိုရင် လေးပိုင်းလေးထိပ်ဆိုပြီးတော့ပေးထားရအောင်နော်။ तू က3မိနစ်ထီတော့ तू ကထိပ်စီးအနေနဲ့ပေးထားတယ်။လေးပင်လေးကိုဆက်ကြည့်အောင်။ Santa Cantenlo Bora Chiso ဒီမှာအပြေအောင်ထဲမှာ ရှိရဲ့2ရဲ့6ရဲ့4ရဲ့ကိုပေါင်းပြီးတော့ ဖရဲယူမယ်နှစ်၆လေးကိုပေါင်းလိုက်ရင်စနစ်စနစ်ဆိုတော့ကျွန်တော်နှစ်နှစ်ရဲ့ပါဝါခွန်နှစ်ခွန်ပရိတ်ဆိုပြီးတော့ယူလိုက်မယ် နှစ် complaint အဲ့ဒီနှစ် complaint နဲ့တွဲရမယ်လုံးပိုင်းလေးကြတော့ဒီဘက်မှာ အပိုင်းအောင်လေးဖြစ်ပါတယ်ဒီအပိုင်းအောင်လေးမှာ ရှိတဲ့ကဏ္ဍတောင်းလုံးက889နော်889ဆိုတော့8နဲ့8နဲ့ပေါင်းရင်16အောက်က9နဲ့ထပ်ပေါင်းရင်25 25ဆိုတော့9ဘိုင်းဆိုပြီးတော့ယူလိုက်မယ်နော်အပိုင်းအောင်လေးက 89ပေါင်းလိုက်တာ25ဖြစ်တဲ့အတွက်ကြောင့်အပေါ်3မိနစ်လိုပဲကျွန်တော်5ပိုင်းဆိုပြီးရောယူလိုက်မယ်အလေးပင်လေးပင်ကူလေးရနှစ်ခွနှစ်ခွပရိတ်ကို5ပိုင်းနဲ့နော်နှစ်ခွပရိတ်5ပိုင်းနဲ့ကျွန်တော်ကနန်းလေးစီပေးမယ် မဆင်မြန်အနေနဲ့ကဒီ break break ကနှစ်ခုပေါ့နော်နှစ်ခွန် break ကြာရင်နှစ်ခွန် break ကိုကစားပါရွေးကစားခြင်းနဲ့ဆိုရင်ရပါတယ်နော်အဲလုံးပိုင်းအနေနဲ့ဆိုလို့ရှိရင်၅ပတ်တီပေါ့နော်၅ပတ်တီကစားခြင်းကစားလို့ရတယ်ပေါ့နော်၄ပင်းထိတော့သူကအဲ့လိုလေးပေးထားတယ်ပေါ့နော်ပြီးတော့၅ရဲ့ power တုံညဆိုတော့အဲသူကပတ်တီကစားရင်တော့ ငါရဲ့ပါပါတုံညာတုံညာပတိလေးပါပပလေးရန်တိုင်းတော့ကောင်းတာပေါ့နော်နှစ်ခွန်ပရိတ်ကိုငါးပိုင်းနေဆိုတော့ငါးခွန်ငါးနှစ်ကျွန်တော်ကတော့အာထဲမှာပေါ့နော်အပေါ်တော့မှမှာတော့ तू ကထိတ်စီးရနေပေးထားတယ်လေးပင်မှာအပိတ်ကနေလေဆက်ပေးမယ်ဆိုရင်အပိတ်ကနေလေပေးတတ်တယ်ပေါ့နော်ဒီနှစ်ခွက်ကတော့ အဓိကမင်းနော်အဓိကမင်းကျွန်တော်အရန်လေးတွေထည့်ပေးမယ်အဲ့ရ main ပေါ့နော်၅ဘိုင်နဲ့နှစ်ခွန် break နဲ့အဲ့တော့နှစ်ခွန် break ကိုနောက်ထပ်ကျွန်တော်က၅ရဲ့ power 3ညနဲ့ပေါ့နော်၅ရဲ့ power 3ညနဲ့တွဲပေးမယ်3ညနှစ်အာရဲ့3ညခွန်3 အာရင်ဒါလေးကတော့အရင်ပေါ့နော်မေဆီလိုစိုက်နေတက်တယ်ဆိုလို့ရှင်တော့ဒီပါဝါရင်ဟိုနက်ခတ်ပါထဲ့ကစားရင်ကစားပေါ့နော် နက်ခတ်တွေကတွဲပြီးမှကစားခြင်းနဲ့ကစားပါနော်ငါးရင်နက်ခတ်ကတုံးဖြစ်တဲ့အတွက်ကြောင့်သူက9ပရိတ်ဆိုတော့2ခွန်ပရိတ်ဆိုတော့အ3 6လို့3 4လို့အဲထဲ့ကစားလို့ရတယ်နော်ထဲ့ထဲ့ကစားလို့ရတယ် ကျွန်တော်ကတော့မထဲတော့ဘူးเนาะ၄ခွက်ပဲဒီ၄ခွက်ပဲရေးပေးလိုက်မယ်မေဆီလိုကအလိုဒီ၅ရက်လုံးမန်၅ရက်နှစ်ခက်က၃ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ၃နဲ့ဒီ2ခွန်ပရိမျက်တွဲပြီးမှရန်ကျင်နေဆိုလည်းရတယ်ပေါ့เนาะဟုတ်ကဲ့ပါ14ရက်5လ2025မနက်ပိုင်း7:00နာရီတမီနစ်အတွက်ပေါ့เนาะ2ခွန်ပရိကို5ဘိုင်နဲ့တွဲလိုက်တဲ့အခါမှာ5ခွန်အာ5နှစ်အာ၃ညာနှစ်အာ၃ညာခွန်အာပေါ့เนาะ တုံညာနှစ်နဲ့တုံညာခွန်းကတော့ဒီ၅ပိုင်းရဲ့ပါဝါပေါ့နော်ဒီခွန်းနှစ်ခွန်းပရိတ်နဲ့တွဲပြီးတော့ကျွန်တော်အရန်လေးထည့်ပေးထားတာဖြစ်ပါတယ်အကျွန်တော်မိတ်ဆွေများအနေနဲ့ကဘရိတ်ကြိုင်ရယ်ဘရိတ်ကိုကစားလို့ရတယ်နော်နှစ်ခွန်းပရိတ်ဒီနှစ်ခွန်းပရိတ်ထဲကနှစ်ခွန်းပရိတ်နှစ်ခုလုံးအဲမကစားနိုင်ဘူးဆိုလို့ရှိရင်လည်းဒီထဲကနေရွေးကစားခြင်းလည်းဆိုလည်းရတာပေါ့နော်ဘရိတ်ကတော့ဒီလူတယောက်ရဲ့ထိုးတဲ့အကွက်ရည်ကဒီဘရိတ်နှစ်ခုစာမကောက်ပါဘူးနော် အခုကြိုက်နှစ်တက်တယ်ဆိုလို့ချင်းဒီ break နှစ်ခုကမများပါဘူးเนาะတစ်ခုကို၅ကွက်ပေါ့เนาะဆုံ break ဆိုရင်အဲအာလေးကွက်အပူနှစ်ကွက်ပေါ့เนาะမ break ဆိုရင်၅ကွက်ပေါ့เนาะအာ၅ကွက်အကျွန်တော်စီမှာထိုးနေတဲ့မိတ်ဆွေတွေတောင်းမှတယောက်တယောက်ထိုးတာဒီ break နှစ်ခုစာမကောက်ပါဘူးเนาะโอเคပါမနက်ပိုင်းအတွက် cycle ရတော့ဒီလောက်ပါပဲ ျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးပေါ့နော်မနေ့ကကိုကိုနောက်ကြလို့မမြင်လိုက်တဲ့မိတ်ဆွေများလည်းခုဒီ site ကလေးကိုမြင်ပြီးတော့နော်ပောက်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်ဒီ site ကလေးဆက်ပေးပြီးတော့ကျွန်တော်မိတ်ဆွေအားလုံးပောက်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်โอเคပါကျွန်တော်ချစ်မိတ်ဆွေအားလုံးကျမ်းမှာချမ်းသာကြပါစေ။ဘေးအန္တရာယ်တွေကင်းရှင်းကြပါစေ။လူဝင်စန္ဒာတွေတလုံးတဝနဲ့ပြည့်စုံပြီးတော့ လူတန်းပေကန်းဆွန့်ကျင်နိုင်တဲ့ပုံကိုထူပုံကိုမြတ်ဖြစ်ပါစေကျွန်တော်ရဲ့ချစ်မိတ်ဆွေအားလုံးကိုယ်စိတ်နှလုံးရှင်ပြောင်းနိုင်ကြပါစေခင်ဗျာကျွန်တော်အားပေးကြတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီအချိန်နေ့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီအချိန်ကတော့မဆွန့်ကျင်နိုင်နေဘူးပေါ့နော်ဆွန့်ကျင်ပေကန်းတဲ့လူတယောက်တော့မဟုတ်သေးဘူးပေါ့နော်ရစရာရှိတဲ့လူတွေက မရပေးစရာရှိတဲ့လူတွေရှိရပါတော့လို့ဖြစ်။ Okay ပါကျေးဇူးတင်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။